ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ကဒီကပကယ်ချင်းရဲ့ဒီ function နဲ့ key တွေကိုဒီမှာပြထားပေးရပါတော့။ပထမအကြုံဒီ seminar လေးကတော့ကျွန်တော်တို့ vector အချင်းရဲ့ home page ပါ။အချင်းတိုင်းတော်တော်များများကတော့ဒီလိုမျိုးပုံစံလေးပဲလာမှာပဲပေါ့နော်။ဒါပေမဲ့ဒီအခေါ်ပေါ်နေရင်းနှီးသွားအောင်လို့ပြောပြပေးတဲ့သဘောပါ။ဒီပထမအဦးဆုံးဆာမျက်နှာလေးကတော့ home page ပါ။ဒီဘက်ကဒုတိယဆာမျက်နှာကတော့ market ပေါ့နော်။ market ကတော့ကိုကဒီ background ရဲ့အကြောင်းကိုတည်ကျင်တာလေ။ background ရဲ့ဈေးကိုတည်ကျင်တာလေဆိုတာမျို ဒီဘက်ဒုတိယစာမျက်နှာမှာကြည့်လို့ရတယ်ဒါကတော့ market ပေါ့နော် base ကိုကဘဲကွန်ရဲ့ဈေးနှုန်းကိုကြည့်ချင်းကြည့်ချင်းဒီဒုတိယစာမျက်နှာမှာလာကြည့်လို့ရတယ်ဒီတတိယစာမျက်နှာကတော့ future ပေါ့နော်ကိုကတကယ်လို့ future trading trade တယ်ဆိုလို့ရှိရင်ဒီတတိယစာမျက်နှာရဲ့ပုံစံလေးကိုမြင်ရမှာဖြစ်ပါတယ်ဒါကတော့ future trade တယ်ဆိုရင်တော့อืมဘယ်လိုပြောမှာလဲ လုံးဝဆရာကြီးဖြစ်သွားတဲ့သူတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့တင့်တော်တယ်ပေါ့နော်တကယ်လို့ကိုကအခုမှစပြီးတော့ trading လုပ်တယ်ဆိုလို့ရှိရင်တော့ future ကိုမစမ်းသင့်သေးဘူးပေါ့နော်ပထမဆုံးအနေနဲ့ spot လာအဲတခြားအရာတွေကိုအယုံဆုံးလေ့လာပြီးမှပဲ future ကိုပိုင်နာကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်โอเคပါအဲ structure ကဒီ၄ခုမြောက်ဆက်မင်းလာလေးကတော့ spot trading မှာ spot trading ကတော့ဒီနေ့အတိအကအသေးစိတ်ပြောသွားမယ့်အကြောင်းအရာဖြစ်ပါတယ်။ဒီဟာကတော့ beginner တွေအတွက်လုံးဝသိတော့တယ်။ဒီအမြင်လည်းနည်းတယ်လို့အရှုံးလည်းနည်းတယ်ပေါ့နော်။ဒီ spot ကကြတော့အမြင်နည်းတယ်အရှုံးနည်းတယ်ဆိုလို့လေဟိုကိုရင်းတဲ့ပမာဏပေါ်မှာ motive ပြီးတော့ကြွားတာပေါ့နော်။ကိုကနည်းနည်းလေးနဲ့စမ်းပြီးတော့စမ်းကြည့်ခြင်းနဲ့ဆိုတာမျိုးသူတွေအတွက်ဆိုပို့ပြီးတော့သိတော့တယ်။ပြီးတော့ beginner တွေအတွက်ဆိုလို့ရှင်ပို့ပြီးတော့သိတော့ပါတယ်။ ဒီနောက်ဆုံးဆက်မနာလေးကတော့ overview ပါ overview မှာဆိုကျွန်တော်တို့ဒီ out down မှာ accept ဆိုတာလေးရှိရဲအဲ့ accept ဆိုတာကတော့ဥပမာရှိရဲပိုင်ဆိုင်ထားတဲ့အရာတွေပေါ့နော်ဥပမာရှိရဲဒီပတ်စံတွေကဘယ်လိုမျိုးဒီနေရာတွေမှာရှိတာလဲပြီးရခါကျတော့ဒီကိုယ့်ရဲ့ PNL လေးတို့အမျိုးမျိုးကြည့်လို့ရတယ်ဒီဟာကကျတော့ home page ကနေဝင်ပြီးပြီဆိုရင် mall မှာဒီဝင်လိုက်တယ်ဆိုရင်ဒီ overview ကိုမြင်ရမှာပေါ့နော် overview ဆိုတာကတော့ကျွန်တော်တို့ကဒီပတ်စံအိတ်တလုံးလိုပဲကွာပတ်စံအိတ်တလုံးလိုပဲဒီဘက် စပေါ်လာ future လာအန်လာကိုယ့်ရဲ့ပတ်သက်ပဲအထဲမှာရှိတာလဲဆိုတာကို overview မှာအကုန်ကြည့်လို့ရတယ်။ဥပမာဆိုကြပါစို့အဲကျွန်တော်တို့ကမင်းရဲ့ပတ်စံရိတ်ထဲမှာပတ်စံဘယ်လောက်ရှိလဲပေါ့နော်။ငါရဲ့ပတ်စံရိတ်ထဲမှာပတ်စံ9000ရှိတယ်။ဒါမှမဟုတ်6000ရှိတယ်။ဒါပေမဲ့လို့ကဘယ်အကန့်ထဲမှာဘယ်လောက်ရှိရလဲကိုပဲတည်ရလေနော်။ဒီလိုမျိုးပုံစံမျိုးပဲ overview ဆိုတာကတော့ဒီပတ်စံရိတ်ထဲမှာဘယ်လောက်ရှိရလဲအကုန်လုံးမြင်နေရတဲ့နေရာပေါ့။တခါတလေကြရင်အဲလာလာပြီးတော့ကျွန်တော်တို့ဒီ community ထဲမှာမေးတယ် sport တွေမှာမရှိဘူးဒီ overview မှာတော့တွေ့နေရတယ်ဒါပေမဲ့ sport တွေမှာမရှိဘူး future တွေမှာမရှိဘူး and တွေမှာမရှိဘူးအမျိုးမျိုးလာမေးကြတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးကြည့်လို့ရလဲဆိုရင်ဒီပစာရေးတလုံးရဲ့အကန့်ခွဲထဲမှာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဆိုရင်ဒီခလေကောင်ကကွာခလေကောင်ဈေးပိတ်တဲ့အိတ်ထဲမှာဆိုလို့ရှိရင်အမြင်နဲ့ဒီပစာဆိုရင်မတုံစုထားမယ်ဆိုတဲ့ပုံစံမျိုးဆိုဈေးဈေးပါတဲ့အိတ်ထဲမှာထည့်ထားတယ်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဒီဒီသဘောပဲ ဆိုတဲ့ထဲကအတူတူပဲပေါ့နော်ဒီ n နဲ့မှထည့်ထားတဲ့ percentage ကမတုံးဘူးစုထားမယ်ဆိုတဲ့ဘောဒါကြောင့်မလို့ကိုကဒီ overview မှာဆိုမြင်နေရပြီဆိုရင်ဒီဘက်ဘေးကအကန့်နေတဲ့မှာကိုကရှာလို့ရတယ်။ spot လား future လား n လားနောက်ထပ် odc လားအမျိုးမျိုးရှာကြည့်လို့ရတယ်ပေါ့နော်။အဲတချို့ကျတော့ spot တစ်ခုလည်းရှာပြီးတော့မရှိဘူးဆိုပြီးတော့စိုးရင်ကြတယ်။ဒီလိုမျိုးစိုးရင်စရာမလိုဘူးပေါ့နော်။တနည်းအားမှာတော့ရှိမှာပါ။ဘာလို့လဲဆိုတော့ overview မှာမြင်နေရတာဖြစ်လို့ကိုကတခြားအကန့်တွေထဲမှာကြည့်လို့ရတယ်လို့ပြောချင်တာပါ။ ဒီအောက်မှာမြင်နေရတဲ့ transfer ဆိုတဲ့နေရာလေးမြင်မြင်ရလားမသိဘူးဒီမှာ transfer ဆိုတဲ့နေရာလေးနော်က point point ထားလို့မရလို့အဲ transfer ဆိုတဲ့နေရာလေးကတော့ကျွန်တော်တို့ကပတ်စံ A ရဲ့အကန့်တစ်ခုနဲ့တစ်ခုအကန့်တစ်ခုနဲ့တစ်ခုကိုရွှေ့ကျင်နေဆိုရင်ဒီ transfer လေးကိုနှိပ်ပြီးတော့ရွှေ့လို့ရတယ်ပေါ့နော်ဒီဘက်ကနေပြီးတော့ဟိုဘက်အကန့်ကိုသွားမလားဥပမာ future ကနေ spot ကိုသွားမလားဒါဆို transfer နဲ့သွားအန်ကနေ spot ကိုသွားမလား transfer နဲ့သွားအဲ့လိုမျိုးသွားလို့ရတယ်ပေါ့နော် ဒါဆိုလို့ရှိရင်တော့အဲကျွန်တော်ထင်တယ်ဒီ overview ရဲ့သဘောတဘာဝနဲ့ဘေးကကန်လေးရဲ့သဘောတဘာဝကိုနားလည်သွားပြီလို့ထင်ပါတယ်။ဟုတ်ကဲ့ပါ။ဒါဆိုရင် next slide လေးသွားလိုက်ပြီနော်။